ဒီနေ့ရရားလေးတွေပြောပြချင်လို့ခက်ခက်ကဲကဲမဟုတ်ဘူးဒီရရားတွေကလေရေနဲ့လုံးဝရရှိတယ်ဗျာနော်သူရဲ့တဏှိတာလုံးမှာတဏှိတာလုံးမှာပျော်ရွှင်ဖို့စိတ်ချမ်းသာဖို့ဆိုရင်မနှမိုးလေးနဲ့တစ်ချိန်မနှမိုးလေးနဲ့တစ်ချိန်ကိုခယူဆိုင်ရတယ်အဲ့ဒါပါလို့ရတယ်ဆိုတော့ဒီလိုရှိတန်တန်လေးတစ်ခွက်ကို ဒါကတော့ကျမရေလို့မြင်အောင်လေဒီခွက်ကလေးနဲ့ထည့်ပြပါနော်ဒီဖန်ခွက်ကလေးနဲ့ထည့်ပြအမှန်တော့အရင်ရေဖလားလေးရတယ်နော်ရေဖလားလေးထည့်ရင်လည်းရတယ်နောက်တစ်ခုဟိုရေခွက်တွေပါတယ်လည်းထည့်ပြီးလုပ်ရင်လည်းရတယ်ဒါပေမဲ့ရေမျက်နှာတက်ဖို့အတွက်ဆိုရင်တော့တီးတန့်လေးထားတာပိုကောင်းတယ်နော်ဟိုတီးတန့်မှာကိုမျက်နှာအတွက်တီးတန့်လေးထားတာပိုကောင်းတယ်နော်အားလေးကိုပြောပြမယ်ပထမဆုံးဗုဒ္ဓဘာသာဆိုရင်ပေါ့နော်ဗုဒ္ဓဘာသာအနေနဲ့အရင်ပြောပြမယ်နော် ဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံကိသမိသံဃံတရဏံကိသမိဒုတိယမိဗုဒ္ဓံတရဏံကိသမိဒုတိယမိဓမ္မံတရဏံကိသမိဒုတိယမိသံဃံတရဏံကိသမိတတိယမိဗုဒ္ဓံတရဏံကိသမိတတိယမိဓမ္မံတရဏံကိသမိတတိယမိသံဃံတရဏံကိသမိဆိုပြီးဆိုပါပြီးလို့ရှိရင်ဗုဒ္ဓဆက်ကုံကိုလုံးချုံတော်လုံစေတော်ဓမ္မဆက်ကုံကိုလုံးချုံတော်လုံစေတော်သံဃဆက်ကုံကိုလုံးချုံတော်လုံစေတော်လို့ပြောပြီးတော့မှဒီမျက်နှာတော်တည်ဒီမျက်နှာဒီရေတော်နဲ့ဒီရေနဲ့ကိုကနေမျက်နှာတော်တက်လာနော်တက်ပြီးတော့မှရေပူသေးရေဆက်ချို ုမဆိုအကိုလောင်းချလိုက်နော်အဲတနည်းတာလုံးပြီးတွေ့သည်များကြုံသည်များလူတွေနဲ့ပြောသည်များအရာတွေကအယံကိုအောင်မြင်စေတယ်အယံကိုအဆင်ပြေစေတယ်နောက်တစ်ခုရှိသေးတယ်နော်ဒီထဲမှာပဲရေနဲ့ပြုတ်သွားတဲ့ရေတရားကိုထပ်ပြုတ်ပြလိုက်မယ်ဒီဖန်ခွက်ကလေးကိုကင်ပြီးတော့မှကိုယ်စိတ်ဆိုးနေလို့ရှိလို့ရှိရင်ဒီလိုပဲခွက်ကလေးတစ်လုံးနဲ့ရေထည့်ရေထည့်ပြီးဥမာအူးပေါ့ ရုံကအရာရှိပဲထားပါတော့ဥထုံပေါ့အဥထုံကျမပါစေချမ်းသာပါစေကျမပေါ်မှာကျွန်တော်ပေါ်မှာဟိုအမြင်မကြည်လင်တာတွေအမြင်မရှင်းတာတွေရှိရင်ပြေပါစေကြေပါစေလို့ဆုတောင်းပါတယ်အဲ့ဒီလိုပဲမိသားမိသားစုအတွင်းမှာပဲကိုယ်ဒီလိုမျိုးမကြည်မနှက်ဖြစ်နေတဲ့လူတွေမကြိုက်တာဖြစ်ရှိနေတဲ့လူတွေရှိရင်လည်းဒါမျိုးလေးဆုတောင်းလို့ရတယ်ဒါကကောင်းသောဆုတောင်းနည်းပဲ ကိုပူလောင်နေတဲ့လူတွေကိုလေအဲ့လိုရေလေးတဲ့ကိုထည့်ပြီးသူတို့မျက်နှာလေးကိုလေဖန်ခွက်လေးတဲ့ကိုကြည့်ပြီးအေးချမ်းပါစေအပူကင်းပါစေတောက်ကကင်းပါစေအေးချမ်းပါစေအပူကင်းပါစေတောက်ကကင်းပါစေဆိုဆူတောင်းစီပါတိတိဆဆပြေးပါရဲ့ရှင်ဒါရီယာကျမလက်တွေ့လောက်ခုတဲ့နေ့တွေကိုကျမရဲ့မိတ်ဆွေတွေကိုလာပြီးတော့မှမျှဝေတာပါကျမရဲ့မိတ်ဆွေတွေအကုန်လုံးကျမချမ်းသာပြီးတော့ကျမသက်ရှိသောသာသနာပြုနိုင်ပါစေသက်ရှူလိုက်ပတ်ဆိုင်ရပါစေမကောင်းသောဘေးအန္တရာယ်ကိုလည်းကင်းဝေးပါစေရှင် ်မင်္ဂလာပါအခုထပ်ပြီးပြောပြခြင်းတဲ့ရည်ရည်အလေးကတော့ရှင်နဲ့လောက်ရတဲ့ရည်ရည်ဟာတခါနေလေကြာရင်ကျမတို့ကလေရည်ရည်တွေလောက်ရမှာများတော့ဘာလို့လို့လောက်အောင်မမသိဘူးဆိုတဲ့အခါတွေဖြစ်တတ်တယ်တော့ဟာဟိုလို့လို့လို့မရအောင်ဒီလိုလို့လို့မရအောင်ဆိုနောက်ဆုံးလို့လို့ရတဲ့ရည်ရည်အရှိရအဲ့ဒါကအရန်ခက်ခဲနေလို့ရတယ်အဘာလဲဆိုရှည်တစ်ခွက်ရှည်ခဲနေလို့တဲ့ရည်ရည်ပေါ့အဲ့ဒီရည်တစ်ခွက်ကိုဖျားအောင်ကတ် ို့မှာအပူတော့ကရင်များနေပြီအစ်စင်မပြေတာရင်များနေပြီအခက်ခဲရင်များနေပြီဆိုလို့ရှိရင်ရေအေးအေးလေးတကွက်ဖះရအောင်လူပြူပါတယ်ရေခဲရေလေးလူပြီးတော့ကိုယ့်ရဲ့အပူတော့ကရင်ငိမ့်ဖို့အတွက်စူတောင်းပါတယ်အခုချိန်မှာအားလုံးကအပူတော့ကရင်ရှိနေပါတယ်ဒါကြောင့်မို့ဒီအပူလေးတွေငိမ့်ချစေချင်လို့ရှိရင် ဖယားကိုရေအေးရေခဲရေအေးအေးတန့်တန့်လေးဖန်ခွက်လေးတစ်ခွက်လှူလှူပြီးတော့မှဆူတောင်းမှာနော်ဆူတောင်းပြီးလို့ရှိရင်ခဏနေရနဲ့စွန့်ပြီးတော့မှပြန်တော့အပူရေငိမ့်ပါစေအပူရေအေးပါစေတောကရေငိမ့်ပါစေလို့ဆူတောင်းရတယ်အခုချိန်မှာအပူရေများနေကြတယ်လေနော်အဲဒါကြောင့်မို့ဒီရေရလေးကိုလည်းလှုပ်ဖြစ်အောင်လှုပ်ကြည့်ပါတကယ်ထူးခြားတဲ့ရေရလေးမျိုးပါနော်အပူကလူတိုင်းမှာရှိပါတယ်အဲ့ပူလေးတွေငိမ့်စေခြင်းလို့ပြောပြပါ